။ဒီနေ့ကိုရေပုံမှန်တစ်ကြိမ်မချိုးတဲ့လူတွေရှိကြလား။ရှိကြတယ်ဆိုတော့ဒါလေးတစ်ချက်နားထောင်ပြီ။ဒီမချိုးဆိုရင်ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဟိုကြားဒီကြားတွေဟာအနက်နေထွားထွက်လာဥပမာဒီဂျိုင်းကြတော့ပြည်ဒီခန္ဓာကိုယ်အောက်ပိုင်းနေပုံအထူးတစ်ဖြစ်ပို့ပြီးတော့တိတာတဲ့အပိုင်းကဆိုတော့ကျွန်တော်တို့ဒီဂျိုင်းကြဒီဂျိုင်းကြထွက်တဲ့ဒီဂျိုင်းချွေနဲ့ကအရန်ဆိုးရတယ်လူကြားတူကြားတွားတဲ့နေရာအထူးတစ်ဖြစ်ကျွန်တော်တို့ဘတ်ကားတိုးစီးတဲ့လူတွေဆိုရင်ဒီ လက်တန်းကိုကင်တဲ့ခါကျရင်ဒီဂျိုင်းကိုမြောက်ရတယ်အဲ့ခါကျရင်ဂျိုင်းကဂျိုင်းကအနံ့ထွက်တဲ့လူတွေဆိုအရန်ဆိုးတယ်ကိုကဘာမှမဖြစ်ရင်တော့မှဒီကိုရဲ့ပတ်ဝန်းကျင်ကလူတွေကိုထိခိုက်စေတယ်ဒါကြောင့်မလို့ဒါလေးကိုစင်ကျင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တနည်းကိုရေပုံမှန်တစ်ကြိမ်တော့အနည်းဆုံးချိုးတင်တယ်ပုံမှန်ဆိုတော့နှစ်ကြိမ်မနှစ်ကြိမ်ညညတစ်ကြိမ်ချိုးပေါ့အဲ့တော့နှစ်ကြိမ်မချိုးနိုင်တော့မှတနည်းကိုတစ်ကြိမ်လောက်ရေချိုးပြီး အကျဉ်းရေချိုးပေးမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဘက်တီးရီးယားပိုးတွေဒီဂျိုင်းကြားတွေမှာဆိုရင်လည်းဂျိုင်းနဲ့ချွေးနဲ့ထွက်တယ်ဆိုတာကဘက်တီးရီးယားပိုးတွေပေါက်ဖွားမှုများလာလို့ဒါချွေးနဲ့ထွက်တာအဲ့တော့ရေပုံမှန်ချိုးပေးမယ်ဆိုဒီဂျိုင်းကြားဘက်တီးရီးယားပေါက်ဖွားမှုလုံးဝ short ချပေးရဲပြီးတော့ရေချိုးတဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဂျိုင်းကြားမှာဒီဆက်ပြာနဲ့ဒါဒီဂျိုင်းကြောင်တိချလေးပုတ်တက်စီကြောပေးမယ်ဆိုတော့ဘက်တီးရီးယားပိုးမတွေက short ချပြီးတော့ဒီဂျိုင်းချွေးနဲ့ထွက်တာကဒါရော့နေစေတယ်နော်ရေချိုးပြီးသွားပြီဆိုရင်လည်းကျွန်တော်တို့ဂျိုင်းလိမ့်တော့တစ်ခုခု ဂျိုင်းချွေးနံပျောက်စီမဲ့ပက်တီးရီးယားပိုးကိုချော့ချပေးနိုင်မယ်ဂျိုင်းဂျိုင်းလိန်တောက်တစ်ခုခုကိုအတုံးပြုတ်ပြီးတော့ကျွန်တော်တို့အပြင်ထွက်မယ်ဆိုရင်သူများလည်းအဆင်ပြေတယ်ကိုလည်းအဆင်ပြေမှာဖြစ်တယ်ခင်ဗျာ